ယဟန်တို့မကင်ကောင်းသောအရာများတဲ့နော်ယဟန်တွေမကင်ကောင်းတဲ့အရာများကနံပါတ်1ကအမျိုးသမီးရဲ့ကိုယ်ခန္ဓာဟိုဒီနေ့ပါသွားပြီနော်အမျိုးသမီးခန္ဓာကိုမထီကောင်းဘူးဆိုတော့ပြောပြပြီကိုယ်အမေလည်းမရဘူးကိုယ်အမလည်းမရဘူးကိုညီမလည်းမရဘူးအတော်တွေဘာလည်းမရဘူးတူတူမတူမလေးလည်းမရဘူးပေါ့နော်အမျိုးသမီးဆိုရင်ဆွေမျိုးတော်တည်ဖြစ်တယ်မတော်တည်ဖြစ်စေဘာစိတ်နဲ့မှအထီလို့မရတာတမကန်ကောင်းတဲ့ထဲမှာပါပါငါတို့ကမตายရဘူးဆိုလည်းမရဘူးနော်ဒါကမဆိုင်ဘူးတာယာရင် ်အာဘက်တစ်မျိုးမတရားရင်အာဘက်တစ်မျိုးဘလို့ပဲဖြစ်ဖြစ်အာဘက်ကတော့မလွတ်ကုန်မလွတ်တာဟုတ်ပြီနော်ဒါတော့ငါတို့ကမတရားပါဘူးကိုညမမလို့ခြင်တာပါကိုတူမလေးမလို့ခြင်တာမရပါဘူးဘလို့မှမရအောင်အခုကဖွားရွယ်ပဲမရပါဘူးနော်ဘယ်ရွယ်ပဲဖြစ်နေဖြစ်နေမရပါဘူးအနမနစ်ကအမျိုးသမီးအသုံးဆောင်ပစ္စည်းများဒီနေ့ကလည်းပြောခဲ့ပြီဝတ်ထားသည်ဖြစ်စေဝတ်ထားသည်ဖြစ်စေသူတို့ရဲ့အဝယ်စားတွေနော်နောက်ခုနက ကြအသုံးဆောင်ပစ္စည်းတွေမထီကောင်းဘူးမကင်ကောင်းဘူးပေါ့ဒါဟိုကြောင်းမှာကြံခဲ့တဲ့ဥစ္စာကျတော့ဒါကောက်သိမ်းပြီးလို့ပြောခဲ့ပြီနော်အဲ့ဒါနောက်မှလည်းတစ်ခုပါအောင်ပါနောက်နံပါတ်3ကအမျိုးသမီးရုပ်ပုံရုပ်ထုပေါ့နော်ဒီသတင်းစာတွေ channel တွေ magazine တွေမှာအမျိုးသမီးပုံပါလေအဲ့ဒါတွေမကင်ရအောင်နောက်ခုနကအဲ့ရုပ်ထုတွေပေါ့မျိုးသမီးရုပ်ထုတွေသွားထိကင်လို့မရဘူးဘဘူးပကြီးဘဘူးဘာမှမျိုးသမီးဆိုကင်လို့မရအဲ့တော့ခုနကပြောသလိုဟိုမအိတ်ကောင်းတဲ့အထဲမှာ မျိုးသမီးနဲ့မိကောင်းဆိုတော့မျိုးသမီးအမဟိုတိရိစ္ဆာန်အမတွေလည်းပါတယ်ပြောခဲ့တယ်လေအဲ့တိုင်းပဲမကန်ကောင်းတဲ့ထဲမှာလည်းတိရိစ္ဆာန်အမတွေလည်းပါတယ်ဆိုတော့တိရိစ္ဆာန်အမရုပ်တွေလည်းမကန်ရအောင်ပုံနေပေါ့နော်ပုံမှာတိရိစ္ဆာန်အမရုပ်ပုံစံပါလေမထီရအောင်အဲကြောင့်ခြေတော်ဆယ်တော်ကြီးတွေဆိုမိကျင်မှာနတ်သမီးရုပ်လေးတွေပါတော့ဆယ်တော်ကြီးတွေကအဲ့မိကြီးပါလို့ဖျက်ပလိုက်ရတယ်နတ်သမီးရုပ်ဖျက်ပလိုက်ရတယ်အဲကြောင့်သူတို့အမျိုးသမီးပုံပါတဲ့ဥစ္စာကိုကန်ကျင်တယ်ဆိုလို့ရှိရင်သူကနှမျိုးရှိတဲ့ကန်တာကမထီအောင်ဘေးနားကန်လို့ရတယ်သူကပုံကွင်းမထီရတာစောင်းကန်လို့ရတယ် ဥမာပေါ့ဆယ်တော်တွေသတင်းစာဖတ်ကြတယ် channel တွေဖတ်ကြတယ်အမျိုးသမီးပုံတွေပါတယ်အဲ့တော့မထီအောင်ကင်မယ်ဘေးကနေကင်မယ်ပုံကအလဲမှာရှိမယ်ကိုကနှခမ်းသားလေးကိုကင်ပြီးလှမ်းမယ်ပေါ့နော်အဲ့ဒါရတယ်သူကမျိုးသမီးပိုင်ဘာမှမထီအောင်လို့ဆိုတာမဟုတ်ဘူးနော်ပုံကသာမထီရတာဘေးနှခမ်းကိုထီလို့ရတယ်အဲကြောင့်အမျိုးသမီးပုံကိုမထီနဲ့ဘေးနှခမ်းကိုထီနော်အဲ့လိုမျိုးရတယ်တချို့ကနားမလဲတော့ဟိုသွားပြီးတော့ပြမမိတက်မှာဆိုလို့ပြောတာနောက်တစ်ခါကင်လို့ရတာကအမျိုးသမီးပုံကိုဘောပင်နဲ့ချစ်ပလိုက် ဲ့ဒီပုံကိုတိုင်းကင်လို့ရသွားပြီဆိုရင်တော့နော်ပုံကို shopping လို့ bobbing လို့နဲ့ပုံကိုချစ်ပလိုက်ပေါ့နော်အဲ့လိုဆိုရင်ဦးဇင်းတို့ကင်လို့ရသွားပြီအဲ့ဦးဇင်းတို့တခါကြုံမှုတယ်လေအဲ့ဒီဂျာမနီရအမျိုးသမီးတယောက်နဲ့တခါကြုံတာပေါ့အေးတငယ်ချင်းတယောက်ကဘုန်းကြီးလူထွက်တယောက်ကသူ့မိတ်ဆွေသူ့အလုပ်ပိုင်ရှင်နဲ့တူပါတယ်သူကခေါ်လာတာပေါ့ကြောင်းလာပြတာဂျာမနီမျိုးသမီးခေါ်လာတော့ဦးဇင်းအဲ့မှာဟိုဒေါန်ဆိုင်စုကြည်ရဲ့မှာလဲသူမိတ်ခွန်းလားပါလားမသိဘူး ဲ့ဆောင်တိုးကိုဖတ်ဖတ်နေတဲ့အချိန်ဒါပေမဲ့အဲ့ဒီမှာဒေါ်စန်းကြီးပုံနဲ့အများကြီးပါတယ်တကမိုင်းဒေါ်စန်းကြီးပုံနဲ့အများကြီးပါတော့မအပ်ဆက်ဘူးလေဦးဇင်းအဲ့ဒါအကုန်လုံးဘောပင်နဲ့ချစ်ပလိုက်တကမိုင်းဒေါ်စန်းကြီးပုံနဲ့အကုန်လုံးဘောပင်နဲ့အကုန်ချစ်ပလိုက်တာချစ်ပလိုက်တော့ဦးဇင်းအဲ့ဒါကိုဖတ်နေတော့သူကပုံတွေကိုတက်ချခတာတော့သူမြင်တော့ချစ်မရဒေါ်စန်းကြီးဘုံလို့လာတယ်ချစ်မရဒေါ်စန်းကြီးကိုမကြိုက်လို့တက်ချခတာလားပေါ့ဆိုတော့မဟုတ်ဘူးလို့တို့ဝီနီမာကဒီအမျိုးသမီးပုံတွေကရန်နေထိလို့မရဘူးလို့ အဲကြောင်အမျိုးသမီးမှန်ရင်ဘယ်သူပဲဖြစ်ဖြစ်တို့ကအကင်လို့မရတဲ့အကြောင်းချက်ချင်းခတ်ထားတာလို့သူပြောတော့သူသဘောတွေကြားသွားသူအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးရှိတယ်ပေါ့အဲကြောင်ဆိုတော့ကအမျိုးသမီးပုံကိုထိလို့မရဘူးတိုးတော့ချက်ချင်းခတ်ထားရင်ကိုဘောပင်နဲ့ချစ်ပလိုက်ရင်ထိလို့ရတယ်နောက်ဘာမှမလုပ်ရင်လည်းနှခမ်းသားလေးကင်တော့ရတယ်နော်အဲ့လိုမျိုးလည်းရှိတယ်ဟေးအဲ့တချို့တက္ကသိုလ်မတွေကဟိုတချို့စာအုပ်တွေလူတဲ့ခါမှာအမျိုးသမီးပုံပါတယ်ဆိုတော့ဟိုကိုယ့်ဘာကိုဖြတ်ပြီးတော့ လှူကြတာမျိုးလည်းရှိတယ်ပေါ့နော်ဆရာတော်ကတ်တဲ့ခါမှာကိုကိုတိုင်းပဲအိမ်မှာတခါလေးဖြတ်လာခဲ့တိုက်တယ်အဲ့လိုမျိုးဒါမှမဟုတ်လည်းတချို့ဒီလိုလေတချို့စာအုပ်တွေမှာမျက်နှာဖုံးမှာမျိုးသမီးပုံတွေပါတယ်အဲ့ဒါဆိုရင်ကန်ရတာနည်းနည်းခက်နေတယ်ပေါ့ချောင်းကန်ဖို့ကလည်းမလွယ်ဘူးလေအဲ့ခါကျတော့အပြင်းနေပြီးတော့တခုခုအုပ်လိုက်ရလည်းရတယ်အပြင်းနေဗလာစာအုပ်ဖြစ်ဖြစ်ဒီစာရွက်ဖြစ်ဖြစ်တခုခုနဲ့ကာပါထားလိုက်ပေါ့အဲ့ဒါလည်းမျိုးသမီးပုံကိုမထိမိတော့ဘူးလေအဲ့အဲ့လိုမျိုးကြောင့်မထိမိဖို့ကအဓိကပဲနော်ရှိတာပြဿနာမရှိဘူးမထိဖို့လိုတယ် နောက်နံပါတ်၄ကယတနာမျိုးမျိုးတဲ့နော်ယတနာဆိုရင်ဘယ်ယတနာမှရဟန်းတော်တွေမထီကောင်းပါဘူးနော်အလူခံလို့လည်းမရဘူးပေါ့နော်ဟိုတန်ခတ်တာဒီမှလူလိုက်ရင်လည်းမရဘူးနော်အဲ့တော့တခုတော့ရှိတယ်ပေါ့ဦးဇင်းဟိုတနေ့ကပြောတယ်လေဟိုចောင်းတိုက်အားလူပါအေးဆိုရင်တော့ရတယ်ဒါပေမဲ့ယဟန်းလက်ခံလို့တော့မရဘူးလေငင်းလည်းမငင်းရဘူးပြောခဲ့ပြီလေကိုယ့်ကိုယ်ကိုလူတာမဟုတ်လို့ငင်းလို့မရဘူးနော်မဆက်တဲ့ကြောင့်လက်ခံလို့လည်းမရဘူးသူ့ဟာသူလူပြီးထားပဲခဲ့ရတယ်နော်ရှင်မယားဖျားအတွက်တောက်မြေကျနာလူပါကြီး ဘုန်းကြီးကင်လို့မရဘူးနော်ဟာငါအတွက်မဟုတ်ဘူးလေငါဖရားအတွက်ကင်ပေးတာလေမရဘူးနော်ဘလို့မှကင်လို့မရတာနော်တချို့ကလည်းအဲ့လိုမျိုးထင်တတ်တယ်လေငါအတွက်မဟုတ်ဘူးငါဖရားအတွက်လူခံပေးတာကင်လို့ကိုမရတာနော်ယသနာမိုင်ဘသူဘယ်ဘသူပစ္စည်းပဲဖြစ်ဖြစ်ကင်လို့ကိုမရတာဖရားပစ္စည်းလည်းမကင်ရအောင်နော်အကြောင်းဦးတင်တင်တပြောတယ်ရွှေချရတဲ့ဘုရားတော်ကင်လို့မရဘူးလို့ပြောထားပြီလေ။နော်ရွှေချရတဲ့ဘုရားတော်ကင်လို့မရအောင်။အဲ့လိုမျိုး။လှူတာတော့လှူပေါ့ရွှေချရတဲ့ဘုရားလှူလို့ရတယ်။ဒါပေမဲ့ရဟန်းတွေထိလို့မရတာ အဲ့တော့ယန္တနာမျိုးမျိုးသည်ယဟန်တွေမထီကောင်းဘူးမကင်ကောင်းဘူးအလူခံလို့မရအောင်အဲ့တော့စဘာမျိုးမျိုးနော်အဲ့စဘာတွေလည်းယဟန်တွေမထီကောင်းဘူးနော်အဲ့တော့ဆန်တို့စဘာတို့ဆိုတာယဟန်တွေမကင်ကောင်းဘူးအကြောင်းဟိုဆွန်းတဲ့သင်္ကန်ထွက်တဲ့ခါမှာယဟန်တော်တွေကိုဆန်တွေစဘာတွေလည်းမလောင်းရဘူးပေါ့နော်ဆန်အိတ်တွေကတ်တာတို့စဘာအိတ်တွေကတ်တာတို့မလောင်းရပါဘူးအဲ့တော့ယဟန်တော်တွေကဆန်စဘာတွေကင်လို့မရအောင်လေနော်ဆန်စဘာတွေကင်လို့မရအောင်အဲ့တော့ ကျောင်းသားတွေကပ်ပြရတွေကိုပဲပေးရမှာပေါ့ဆန်ဒီစဘာတွေကပ်မယ်ဆိုရင်လေနောက်လက်နဲ့အမျိုးမျိုးနော်ယဟန်နေရဘယ်လက်နဲ့မှခိုင်လို့မရအောင်မခိုင်ဘူးလို့ဆိုတော့တနက်တွေပါသွားခိုင်ကြည့်တယ်ခိုင်ချလို့မရအောင်နော်တချို့တနက်တခါခဏတနက်ခဏလောက်ပေးသားမခိုင်ကြည့်ချင်လို့ပါသွားခိုင်လို့မရအောင်တကယ်အစ်စ်ပြောတာပေါ့နော်အတုတော့မဟုတ်ဘူးပေါ့ခလေးကစားစရာပလတ်စစ်တနက်တော့မဟုတ်ဘူးပေါ့အဲ့တော့တကယ်တနက်တွေပါယဟန်နေသွားခိုင်လို့မရအောင်လက်နဲ့တွေနိလှန်တို့မြားတို့လေးတို့ဟုတ်လားသူကအဲ့ဒါယဟန်နေခိုင်လို့မရအောင်အဲ့တော့ ောက်တစ်ခါဒုရိယအမျိုးမျိုးတဲ့နော်ဒီဘုံတွေအိုးစီတွေယဟန်တွေထိလို့မရအောင်နော်ညနေခင်းဆိုရင်ဗာ organ တွေဟာလာသူကဒရန်တို့ဘာလို့ပေါ့အကုန်လုံးယဟန်တွေခက်ပေါ်ဒုရိယဖြစ်ဖြစ်ရှီအောင်ဒုရိယဖြစ်ဖြစ်ဘယ်ဒုရိယမျိုးစုံကောယဟန်တွေကင်လို့မရအောင်ထိလို့မရအောင်ဒါတားရတာမတားရမဆိုင်ဘူးနော်ငါတို့ကမတားရမတားရလှုပ်ချင်လှုပ်လို့ရဆိုတော့သဘောတက်အောင်နေတယ်နော်ညနေခင်းကလေမဆိုင်ဘူးနော်ဒါတွေကတာရန်သိပစင်မတားရပစင်လုံးဝထိလို့မရတဲ့ပစ္စည်းဒါတွေကဟုတ်ပြီနော်အခုပြောခဲ့တဲ့ပစ္စည်းစင်းသည်တာရရမတားရရမထိခေါင်းတဲ့ပစ္စည်းတွေဒါက နော်အဲငါတို့ကမတန်ရဘူးမမြင်ဘူးလို့ကင်ကြည့်တာလည်းမရဘူးနော်ကင်လို့ကိုမရတာအဲ့လိုမျိုးအဲ့ဆိုရင်ရှင်ပြန်တပြီးတော့ဟိုတော်တော်ကလည်းမိတ်ဆွေတူဘောတင်မှာသူတို့ကစွန်းစံသိန်းလောင်းတာဗျာတပေထဲကိုစံပြီးအဲ့လိုဖိုက်ကြည့်တယ်ထည့်ပြီးတော့လောင်းနေတာဗျာပြီးတော့ကြီးလိုက်တော့တပေထဲကိုထည့်တာတော့လေအဲ့ဆိုအဲ့လားမအပ်တော့ဘူးလေအဲ့လားစားလို့လည်းမရတော့ဘူးလေသူကဆန်းဆိုတော့အစိမ့်နေသူက စံစပါးအစိမ့်တွေကိုသူကရဟန်းတော်တွေအကက်ခံလို့မရအောင်။ဘာသာနောက်နေ့မှစားဖို့လည်းမဖြစ်နိုင်တော့ဘူးလေ။ဒီနေ့ဒီနေ့အကက်ခံတဲ့ဥစ္စာနောက်နေ့လည်းစားလို့မရတော့။အဲ့တော့သူကကင်လို့လည်းမရအောင်။အဲကြောင့်မအပ်ဆပ်ဘူးတာ။အဲကြောင့်ဒီစံတွေစီတွေပဲတွေဒီအချောက်အစိုးတွေပေါ့နော်။တူပါလား။ဒါအစိမ့်တွေလူမယ်ဆိုလို့ရှိရင်တန်ခါတော်တွေမခက်ရအောင်။ကပ္ပယစီမှာလူထားခဲ့ပြီးတော့ခြောက်လိုက်ပြီးပြီလေ။အရှင်များတို့ဒီတော့စံပန်အိတ်လူပါတယ်စပါးဘလောက်လူပါတယ်ပဲဘလောက်လူပါတယ်စီဘလောက်လူပါတယ်ပြောရင်တော်ကြီးပေါ့။နော်အလား။ ဒါဆိုရင်တော်တော်များများစွန့်စံစေစွန့်စံစေဆိုတာအဲပြင်ရမှာလေကြောင့်ဆယ်တော်တွေကတော့အကြီးညိုခံကြွပေါ့ဒါပေမဲ့တန်ဃာတွေမလောင်းနဲ့လေတင်ပါဦးဇင်းတို့ဟိုဖောက်တို့ရတို့ဘာတို့ဆိုရင်လည်းဒီလိုပဲလေဒီတဘိုးရဲလာပြင်းနေဆိုရင်တို့ဘုရားပွဲလုပ်တယ်လေတင်ပါအဲ့မှာအေးဖောက်တို့ရရွာဖောက်ရွာကိုပေါ့တန်ဃာတွေအကုန်လုံးကြွတယ်လူတွေဆန်နေတအားလူရတယ်ဒါပေမဲ့သူကတန်ဃာတစ်ပါးကိုကပ်ပြတ်တောင်တော့တင်ပါဒီဒီတိုင်းအကြောင်းသားတွေပေါ့ တော့ GDI ကျောင်းသားတွေကစီတန်ခါတဘာကိုတယောက်လုံးနဲ့ဘေးနားရတယ်ပြီးတော့ဆယ်တော်ရီတပိတ်သူတို့ကင်တယ်သူတို့ကဆယ်တော်ရီကသင်္ကန်းရုံပြီးကြွရုံပဲသူတို့ကဘေးနားကတပိတ်ကင်ပြီးတော့လိုက်ရုံပဲအဲသူတို့ဘေးတဲ့ကိုထက်တန်ခါတော်ရီကဘာမှမကင်ဘူးဘာမှအချင်းချင်းခံကြွတက်တက်ပဲအဲကြောင့်ကျွန်တော်ဆယ်တော်ဟောဆယ်တော်ကြီးကပြောတာလေအဲကြောင့်တန်ခါခုံကြီးပြခကြီးလို့ခေါ်တယ်ဆယ်တော်ကြီးကတော့နော်ဆယ်တော်ဟောဆယ်တော်ကြီးကတော့တန်ခါခုံကြီးပြခကြီးလို့သတ်မှတ်တယ်အဲ့ဒါကိုတူပါဟုတ် ုကပြဟိုရန်တော်တွေကဟိုအမျိုးသမီးခန္ဓာကိုယ်မထီကောင်ဆိုတော့အခုတတိယတစ်ခုစမ်းအခုယူရသွားပြီးတော့ဟိုဟာဒီမတ်သွားပြီးတော့ဟိုအင်္ဂါပြောင်းတဲ့အားကြီးကြတော့သူတို့ကြတော့ဟိုသူတို့ကြတော့ထီတော့အတုအတုသူကအစင်မုန်းတဲ့အကြောင်းဒါပြဿနာမရှိဘူးသူကဒီမှာပန်ဒုတ်တို့အချောက်တို့ဆိုတာကသူကမထီကောင်းတဲ့နေရာမှာမပါဘူးလေနော်အဲ့တော့သူတို့ကအဲ့အစင်မှာပဲထဲမှာပေါ့ ်တို့ကတကယ်အစစ်မှမဟုတ်တာလေတင်ပါပြီအစစ်မှမဟုတ်တဲ့တော့အဲကြောင့်တို့ကအတုထဲမှာပဲထည့်ရတာပေါ့တင်ပါပြီတိုင်လို့ရပါတယ်တင်ပါပြီနော်အစစ်မှမဟုတ်တာတင်ပါပြီမေဂုံးမေမေယောဂီများရှိပါသေးတယ်ခင်ဗျရှင်ဗျာတပည့်တော်ညီးပါဗျာ ဟိုတကယ်တော့မေးချင်တာလေဟိုရဟန်းတော့ဘယ်လိုဘယ်လိုမေးရမလဲဟိုတကယ်တော့အရင်တော့ line တုံးတော့ဗျာဟိုလူတယောက်ကစာပွဲတပြည့်တော့လည်းပြန်ပြောတယ်ဗျာဒါပေမဲ့အဲ့ပြောတဲ့အခါမှာဒီဒီလူတယောက်ကတာမပြောတာမဟုတ်ဘူးဘူးတရလည်းရှိပြီးတော့တပြည့်တော့ကောင်းကောင်းလေးဆုံးမတယ်ဗျာအာဒါပေမဲ့ဒီလူတယောက်ကတာမလူတယောက်မဟုတ်ဘူးကိုရင်းတရလည်းဟိုအရင်စံမှုထားတယ်ပေါ့ဒီလူတယောက်ကဘယ်သူလဲဖြစ်မလဲဆိုပြီးတော့တပြည့်တော့ရအောင်မေးရဗျာနောက်ပိုင်းကျတော့ ူပြောပါတယ်ဗျာ तू อ่ะယဟန်တပါးပါတဲ့အဲ့လိုပြောပါတယ်ဗျာအဲ့ဆိုတပည့်တော် तू อ่ะစကားပြောတာဗျာဟိုညီမတို့အာအမတို့အဲ့လိုပုံစံမျိုးနဲ့သုံးနှုတ်ပြီးပြောပါတယ်ဗျာမသိခင်တော့တပည့်တော်လည်းယဟန်မန်းတိတော့တပည့်တော်လည်းမပြောတော့ပါဘူးဗျာဟာအဲ့အဲ့လိုမျိုးပြောတာကဟိုယဟန်မအတွက်ကောတပည့်တော်အတွက်ကောဟောအဖြစ်ဖြစ်ပါသလားဗျာဟိုလူအသုံးနှုတ်တော့မသုံးတာတော့အကောင်းဆုံးပဲပေါ့နော် ယဟန်တော့နဲ့စကားစကားတော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လူအသုံးလုံးတွေယဟန်တွေမသုံးတင်ဘူးပေါ့ဒကာဆိုလဲဒကာပေါ့ဒကာမဆိုလဲဒကာမပေါ့အဲကြောင့်ဒကာမအကြီးဆိုလဲဒကာမကြီးဒကာမလေးဆိုလဲဒကာမလေးပေါ့နော်ဒီလိုပဲခေါ်ဒကာလေးပေါ့ဒီခေါ်ရမှာပေါ့ဆိုစင်တော့ဆရာတော်ကြီးတွေကတော့မင်းနဲ့ငါနဲ့ပြောတာတော့မကြိုက်ကြဘူးလေမင်းတို့ငါတို့နော်အဲ့လိုပြောတာတော့ဆရာတော်ကြီးတွေကမကြိုက်ကြအောင်ဟိုဘုန်းကြီးဦးစင်းကဆရာတော်ကဒီလိုပဲပြောရမှာလေနော်အဲ့လိုမျိုးငါနဲ့မင်းနဲ့နင်နဲ့အဲ့လိုမျိုးဆရာတော်ကြီးတွေမကြိုက်ဘူးပေါ့ တချို့ကလည်းပြောတာပေါ့နော်ဘုရားလက်ကလည်းဒါညီမလေးဆိုတာတုံတုံရှိတယ်ပေါ့ရဲနေပေါ့ဘဂီနီတပါးလို့ခေါ်တာပေါ့အဲ့တော့အဲ့ဒါတော်တော်များများတော့ဇာတ်ထဲမှာတော့ဒါဟိုရိယဝေါ်ဟာရခေါ်တာပေါ့ယဟန္တာတွေတုံးတဲ့စကားတော်တော်များများတကယ်တော့လေအဲ့ဘဂီနီဆိုတဲ့အတုံးတော့တော်တော်များများတော့ယဟန္တာတွေတုံးတာပါပုရုษင်တွေတုံးခဲ့ပါတယ်။ဒါတော့ပုရုษင်တွေကတော့ဟိုဓာယိကာမအဲ့လိုခေါ်ကြတာများဥပတိကာမအဲ့လိုပဲခေါ်တာများပါတယ်။ဟိုနမဟိုပါဠိလိုတော့နမကိုပါဠိလိုဘဂီနီလို့ခေါ်တယ်။အဲ့လိုမျိုးအတုံးတော့မတုံးလားဆိုတော့တုံးတာတော့ရှိတယ်။ ။ဒါမျိုးသွားပြန်တော့ယဟန်တာအရှင်သူမြတ်တွေတုံးတာများပါလေ။နော်။ဟိုဟာပေါ့။နေနေဘက်ဒီမှာကြားဘူးတာပါဗျာ။ဟိုမိဘတွေကတာသမီတွေတမီတွေပါဗျာ။တာပဲဖြစ်ပြောတမီပေါ့အရှင်မ။ကျဲမာကြီးမကောင်းလို့ဆိုပြီးဖုန်ကြီးကိုလာလှုပ်ရဲ့ဗျာ။ဖုန်ကြီးလှုပ်တော့ဖုန်ကြီးလှုပ်ရဲ့ပြီးတော့ဟိုသူသူအိမ်မှာပဲသူ့အိမ်မှာသူ့အိမ်နေရာမှာပဲ။ဒါမဲ့ အဲ့သမီးလေးကကြီးလာတော့ဘုန်းကြီးကိုဖေကြီးဖေကြီးလို့ခေါ်ရဲ့ဗျအဲ့ဒါတတော်များများကြားဘူးနေဗျအဲ့ဘလို့ဖြစ်လဲဗျအဲသူကဒီလိုရရှိတယ်ရှင်လောင်းအဖြစ်ဖြစ်လူတာကပြဿနာမရှိဘူးရတယ်တကယ်လူတာအခုများသောဖြစ်တကယ်လူတာတော့မဟုတ်သူကရတရားရှိတဲ့သဘောမျိုးနဲ့လူကြတာလေနော်ဘုန်းကြီးသားဆိုပြီးတော့လူကြတာများတယ်အဲ့တော့ စာထဲမှာလေဟိုကျွံဖြစ်လူတာတော့လောကမအဆက်ဘူးပေါ့နော်သူကဒီကလေးကိုကျွံဖြစ်လူပါတယ်ဆိုရင်တော့ရဟန္တာတွေလူခံလို့မရအောင်အကင်းရှင်လောင်းဖြစ်ရှင်များတို့ကိုအနံပါတယ်ဆိုရင်တော့ဒါဥစ္စာတို့လက်ခံပေးလို့ရတယ်အဲ့တော့ကျွံဖြစ်ရှင်များတို့ကိုလူပါတယ်ဆိုရင်ရဟန္တာတွေလူခံလို့မရအောင်ကျွံမျိုးသားကျွံမျိုးသမီးခုနကတိရစ္ဆာန်အဲ့ဒါတွေကရဟန္တာတွေလက်ခံလို့မရတဲ့ပစ္စည်းတွေပဲအဲ့တော့အဲ့လိုခုနလိုမဟုတ်ဘူးနဲ့ရှင်များကိုတပြည့်တော့အနံပါတယ်ဟိုရှင်လောင်းဖြစ်ပေါ့နော်ရှင်များတို့တပည့်အဖြစ် လူပါလေဆိုရင်တော့ဒါလက်ခံလို့ရရတယ်ခုနကလိုသားအဖြစ်မှညာဆိုလဲဒါတော့မသိမ့်တော်ဘူးဇာတ်မှာတော့မပေါဘူးပေါ့နော်ဒါပေမဲ့မသိမ့်တော်လာဘူးပေါ့နော်ခုနကကျုံဖြစ်လူခံတာတော့ဒီလိုသိမ့်တော်မတူတတ်ဘူးပေါ့အဲ့တော့ဟိုရှင်လောင်းအဖြစ်လူခံတာတော့ဇာတ်မှာတော့ပါတယ်အဲ့တော့ဂျားထဲမှာဖြစ်နေအဲ့ကိစ္စအဲ့ကြောင့်ဟိုတိတိကျကျတော့ပြောလို့တော့နည်းနည်းတော့ခတ်တယ်ပေါ့နော်သိမ့်တော်မသိမ့်တော်ဘူးလို့တော့ပြောလို့ရတယ်အဘက်နဲ့တော့သိမ့်ပါတယ်လို့လည်းပြောလို့တော့မရနိုင်ဘူးပေါ့နော်ဒါပေမဲ့ဟိုအဲ့ ကလေးမတွေကကြီးလာတော့ဘုန်းကြီးကိုဖေးကြီးဖေးကြီးခေါ်တော့တပည့်တော်ကအဲအဆင်မပြေဘူးပေါ့လားစဉ်းစားတော့အဲ့ဒါတော့ဟုတ်တယ်အဲ့ဒါတော့အဆင်မပြေဘူးပေါ့နော်တပည့်တော်လို့တပည့်တော်တို့ဟိုဟာဘွားအရာပေါ့ဗျာတပည့်တော် အဲတပည့်တော်တရားဘူးတော်ဗောဖေဟိုဖုံဖုံဖုံဖေရတို့ဟိုဥစဉ်ဖေရတို့ဆိုပြီးတော့ခေါ်တဲ့နေရာမှာဝါဟိုရီဝါအရေအတွေ့အရာဥစဉ်ခေါ်ရတာရှိတယ်ဥစဉ်ဝါမှာရှိတဲ့ဥစ္စာကိုဝါဖုံဖုံတို့ဘာလို့ခေါ်လို့မရဘူးဆိုတာမျိုးကြားဘူးတယ်ဖေဟအဲ့ဒါမှန်မှလားဖေဟဆယ်တော့ဆိုင်ပါဘူးဒါတော့ကို ြည်ညိုသလိုနှုတ်ကြိုးသလိုခေါ်ကြတာပါပဲတင်ပါဗျာဟိုဘလို့ခေါ်မယ်ဘလို့မခေါ်ဘူးတော့သတ်မှတ်ချက်တော့မရှိပါဘူးတင်ပါဗျာနော်အဓိကတော့ယူသေးတဲ့အသုံးနှုတ်ဖြစ်ပြီးတာပါပဲနော်တင်ပါပါဗျာဟိုသက်တော်ဟာတော့ကြည်လို့ဖုံဖုံကိုဥစဉ်ခေါ်လဲအပြစ်မဖြစ်ဘူးပေါ့ဗျာဖြစ်ပါဦးတခါတလေဘလို့ပြောမလဲကိုယ်နဲ့တက်တူရတူဖြစ်နေတဲ့ခါကျတော့ဥစဉ်ပဲခေါ်လိုက်တာမျိုးပေါ့ဟိုတခြားအမိမာတော့ဆရာတော်ကြီးဖြစ်နေပေမဲ့လဲကိုယ်နဲ့ကျတော့တက်တူရတူဖြစ်နေတယ်တင်ပါအဲ့ခါကျတော့ဥစဉ်လို့ခေါ်လိုက်ကြတာပဲလေတင်ပါဆိုင်ပါဦးလားနော်ဘလို့ပဲခေါ်ခေါ်ပါအဓိကတော့ မယုံမသေးမဖြစ်ဖို့ပါပဲတင်ပါပါဗျာ